နမတ္တမေကုံးကပါလဲလို့ဆိုရင်လောကမှာတဲ့အကောင်းဆုံးဥစ္စာဆိုတာပါလဲဒီမေကုံးမေလောကလူတွေကတော့ဘာပြောကြအောင်လဲလို့ဆိုလို့ရှိရင်ကြည့်လေစိတ်ရှင်ယရနာတွေကိုတန်ဖိုးတည်တယ်လို့ဆိုလို့ရှိရင်လောကမှာဘာကောင်းလို့လို့ပြီးရင်ဘယ်ဘယ်ပစ္စည်းဥစ္စာအကောင်းဆုံးလို့ဆိုရင်ပြောကြမှာပေါ့စိတ်ကအကောင်းဆုံးလို့ရွှေကအကောင်းဆုံးလို့မပြောကြပြဘူးလား ပရမညာအကောင်းဆုံးလို့ဒီလိုပဲပြောကြမှာလောကလူသားတွေလောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲသူမေးတယ်မေးဘူးဘဝနဲ့တွေးတယ်အများလူတွေကဒီတိုင်းအများလူတွေကိုမေးလိုက်ပဲဆိုရင်အဖြေပြုတ်ပြတ်ထွက်မှာဖြေပြုတ်ပြတ်ထွက်တိုက်လို့ခြင်းတဲ့လူကတိုက်ပေါ့ရွှေလို့ခြင်းတဲ့လူကရွှေလို့ပြောမှာပဲ ကားလို့ခြင်းတဲ့သူကကားလို့ပြောပါမယ်ဟုတ်ကဲ့လားအဖြေတွေမျိုးမျိုးမထွက်နိုင်ဘူးလားထွက်နိုင်တယ်အကောင်းဆုံးပစ္စည်းဥစ္စာဟာဘာလဲလို့ဆိုတော့ယသော်ဖျားဖြေလိုက်တာကလောကလူတွေရဲ့မတွေးမိတဲ့အဖြေမျိုးပဲယသော်ဖျားဘာဖြေတော့ဆိုရင်တရားတရားဟာအကောင်းဆုံးဥစ္စာကဲဒီဒီအဖြေရဲ့ လေးနဲ့မှုကဘလောက်ထီအောင်သွားတော့ဆိုဆိုပါစို့စိတ်ရတံမိုးကိုကြည့်ရအောင်စိတ်ဟာတံမိုးရှိတယ်မှန်တယ်နော်အမတံမတံမိုးရှိတယ်ရွှေဟာလည်းအမတံမတံမိုးရှိတယ်အလုံးသိကြတယ်ဗရမရားတွေလည်းအမတံမတံမိုးရှိတယ်တခြားပစ္စည်းဥစ္စာတွေလည်းတံမိုးရှိတယ်သို့တော့အဲ့ဒီတံမိုးဟာတံမိုးရှိတဲ့ယရဏပစ္စည်းတွေဟာ ရံသူမျိုး၅ပါးနဲ့ပြတ်နိုင်သလားမပြတ်နိုင်ဘူးလားပြတ်နိုင်အဲ့တော့ဒီဘဝတည်းပဲကိုယ်နဲ့ခွဲသွားတဲ့ပစ္စည်းတွေအများကြီးရှိတယ်ဆိုလိုစိတ်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်လူကျင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်ကိုယ်စီကလူရက်ပြီးယူမသွားဘူးလားနောက်ဆုံးကိုကနေပြီးတော့ဘဝတစ်ခုအဆုံးသတ်သွားလို့ရှိရင်လည်းကိုပိုင်တဲ့စိတ်မထားခဲ့ရဘူးလားထားခဲ့ရတယ် ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာအချိန်ကာလပိုင်းနဲ့ကြည့်ပဲအတုံးနဲ့ကြည့်ပဲဆိုရင်အလွန်တူတောင်းတယ်အလွန်လဲအန်တရများတယ်မများဘူးလားတရောင်းစားတပြားတိုက်ခံရတယ်လို့ကြားဘူးပေါ့နော်ပတ်စံရှိတဲ့လူဝင်တိုက်တာမဟုတ်လားအေးပတ်စံရှိလာပြီဆိုလို့ရှိရင်အန်တရကိုဖိတ်ခေါ်နေတာလို့ကြား ပစ္စည်းဥစ္စာချမ်းသာလေးလေးမကြောက်ရဘူးလားကြောက်ရတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာထိုပစ္စည်းဥစ္စာရဲ့အန္တရာယ်ကြောင့်အမတန်မှထိတ်လန့်ကြောက်ရွံ့ပြီးစိုးရိမ်နေကြရတာဒါလက်တွေ့ဘဝကတ္တေဆို